မူစနစ်နဲ့အိုးဘယ်လက်ဖန်တစ်ချက်အိုးမိုင်ဂေါဘယ်ရိုက်ခုဒီစတိုက်ကျွေးထားရပြ Time Fighter နဲ့ထပ်ပြီးတော့တောင်ရိုက်ထားတယ်အေးဒွိလင်းထက်ရဲ့မနိညာလေးနေကမှထူတက်သွားခဲ့တဲ့ပိုစင်ဒီပိုလီကိုဒါပရိသတ်တွေနဲ့သူအဆဆုံးကြည့်ရှုပေးတော့မှာဖြစ်ပါတယ်မကြည့်ရသေးတဲ့ပရိသတ်တွေရှိမယ်ဆိုရင်ကျွန်တော်နဲ့သူ live ပါကြည့်ရှုဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ twin tech ကတော့ဘောင်းဘီမဲအောင်နေပါဒါအပြာတော့ကနေရှင်ပြန်ထုတ်တက်နေတာဖြစ်ပါလေ ဟိုဖရန်ကစ်ကန်ဟာနေပြဒီဘရာဇီးဆိုတဲ့ထိုင်းဖိုင်တာနေနဲ့ဟက်ကစ်ပြန်ကန်ဟာနေပြဒူလင်းထက်နေနဲ့ခေါင်းငိမ့်ပြနေတာမျိုးတွေ့ရတယ်ဗျဒီခေါင်းငိမ့်ပြနဲ့စတိုင်ကတော့ဒါဆူလီဦးနဲ့တူတယ်လို့တောင်ပြောလို့ရတယ်ဗျအဲ့တော့ယူရလဝေးဖိုက်တာတော်တော်များများကဒီတော်တော်များများပြောရမလားဒီကျွန်တော်တွေ့တဲ့ဒါဖိုက်တာတွေကတော့ဒီခေါင်းခါတာတွေကျွန်တော်ခေါင်းငိမ့်ပြတာတွေ ဒီလက်ကိုဘလို့ဖြန့်ပြတာလေဒါသူရလေးရှိတယ်ဗျโอ้ก้าวนี่เปียดีนินฉีดาฟรังกิริกันตวาดากันเดตะเพไฟเตอร์จรเราอวียောက်ตวาดาမျိုးတွေ့ရတယ်เบไรท์ဟုဝင်ထားတယ်ဗျဘရာဇီးနေနဲ့ဒါတွေ့လင်းထက်ကျွန်တော်တို့เบไรท์ဟုပြန်ပြီးတော့ဝင်ထားတယ်โอ้တွေ့လင်းထက်ကျွန်တော်လူကစ်ကန်ထားတယ်ဗျ ဒါ fighter နှုတ်ဦးရဲ့ဒီအလုံးထယ်ရပြောမစုံတိတ်ပြီးတော့မှကွာဟောက်မှုမရှိဘူးတို့ပေမဲ့ဒီအရက်မောင်းမှာကတော့ဒီချီရတော့ဆိုရင်တော့ Brazil က Time Fighter အနေနဲ့ဒါအနေငယ်လေးရှိနေတယ်လို့ဒါခံစားရတယ်ဗျ။ဒါ Twin Tech ကတော့ Birai Hu Diga ဝင်နေဒါ Brazil ကတော့ Luke ကျွန်တော်ဘယ် Luke ညာ Luke တွေအဓိကကန်နေတာမျိုးကျွန်တော်တွေ့မြင်နေရတယ်ဗျ။ နောက်ဘော်ဒီကစ်ကန်ထားတဲ့ဘရာဇီးအနေနဲ့နောက်ဖရန်ကစ်ပြန်ပြီးတော့ကန်ထားနေပြဘရာဇီးအနေနဲ့ဖရန်ကစ်ပြန်ကန်ထားနေရဘာဇီးအနေနဲ့လုံးဝကို ဒါ want to be right hand တွေဒါနီးကပ်ပြစ်ကျွေးမှုကျူးစားနေတာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်။ Porque can ha ni bia Wellington နေနဲ့တောင်ရိုက်ချက်တွေဝင်ထားနေဒါလက်ခက်တွေကျွန်တော်တို့တုံးသွားတာမျိုးတွေ့ရတယ်ဗျ။ဘယ်လက်ဖန်ဝင်လာတဲ့တူလင်းထက်အနေနဲ့ဒါ right hook နဲ့ body kick ကန်ခံထားရတယ်ဗျတူလင်းထက်အနေနဲ့ ကျော်ကြည့်ရတလို့ဆိုရင်တော့ဒီ time fighter ရဲ့ဒီကစားပုံရပြောမယ်ဆိုရင်ဒါတင်းတင်းငိမ့်နေလို့ဒါထင်ရပေမဲ့လေဒါသူ့ရဲ့ဒီကန်ချက်တွေဒီထိုးချက်တွေကကျွန်တော်လင်မြန်မှု ရှိနေတာမျိုးကျွန်တော်တွေ့မြင်နေရတယ်ဒါပထမချီတော့ပြီးဆုံးသွားပြီဗျ Okay round 2ဖြစ်ပါနေပထမချီမှာကတော့ဒါကျွန်တော်ရဲ့မြင်ရဆိုရင်တော့ fighter နှစ်ဦးစလုံးကလက်ရည်ရပြောမယ်ဆိုရင်အကွာဟာမှုတိတ်မရှိဘူးကျွန်တော် round 2ကိုတစ်ချက်ကြည့်လိုက်မယ်ဗျ ဒါတိချက်ပိုင်းမှာကတော့ဒါကျွန်တော်ရဲ့မြင်ရကတော့ဒါဘရာဇီးဆိုတဲ့ဒါဖိုက်တာကဒါတာခက်တယ်လို့ပြောမိပြလိုကီတက်ကန်ဟာနဲ့ဘော်ရီကကန်ဟာနဲ့ကောင်းနေပြဒါကန်ချက်ပိုင်းတိချက်အရပြောမိဆိုရင်တော့ဒါဘရာဇီးအနေနဲ့ဒါတာနေတာမျိုးတွေ့ရတယ်။အိုးကောင်းနေပြဘရာဇီးရဲ့ဒီဟက်ကစ်ဒီတက်လုံးနေပြ တစ်ဘက်ကကောင်တာကန်ချက်ကိုလည်းသူ့အနေနဲ့ရှောင်ပြနိုင်ခဲ့တယ်။ဘော်ဒီကတ်ဘီကန်ဟာလည်းဒါတီချာပိုင်းရမှာတော့ဒီဒုတိယချီမှာပြင်းပြင်းထန်အနေနဲ့ဒါတီချာပိုင်းမှာကျွန်တော်တို့နဲနေသေးတာမျိုးတွေ့မြင်ရတွေ့မြင်နေရတယ်ဆောနာကဆိုရင်တော့ဒါ flying knee တွေဝင်ထားတာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်ဗျ။ ဘီလဖန်ဝင်ထားတဲ့ Frankie ပြန်ကန်တဲ့အချိန်မှာတစ်ဖက် Fighter ရဲ့ဒီ counter hack kick ကိုကျွန်တော်အထိခံထားရတယ်မြေတွေ့တယ်။အိုးဘီရိုက်ခုနဲ့ body kick ကန်ခံထားအထပ်ပြီးတော့မှ hack kick ကန်ခံထားရတဲ့အချိန်မှာ twinning tap နေနဲ့ခေါင်းငိမ့်ပြနေတာမျိုးတွေ့မြင်နေရတယ်ဗျာ။ကောင်းပြန်ဆောင်ပြလိုက်တယ်ဗျဒါတဖက် ဂျိုင်ဖက်ဖိုင်တာကိုကျွန်တော်စိတ်ဆွပေးနေတဲ့အနေအထားမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်။အိုးထပ်ပြီးတော့မှဂျင်းမြင့်ကန်ချက်ကျွန်တော်ဟက်ကက်တွေကျွန်တော်အဓိကဒီ round 2မှာဘရာဇီးအနေနဲ့အမြင့်ကန်ချက်ကိုအဓိကထုတ်ပြီးတော့မှဒါကန်လာနာမျိုးတွေကျွန်တော်သတိထားမိတယ်ဗျ။ကျောပရိသတ်တွေအားလုံးတရှိကြံပီနာအတိုင်းပဲကျွန်တော်ရင်ဒီရှိပီဒီမှာဆိုရင်ဒါ ဘရာဇီးရဲ့ပွဲစဉ်လေးကိုလည်းကျွန်တော်တင်ဆက်ပေးခဲ့တာရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်သူရဲ့ဒီခြေမြက်ကန်ချက်တွေအထူးသဖြင့်ဒီတရောင်ရိုက်ချက်တွေကဒါတွေ့ဒီ twin tat အနေနဲ့ဒါတတိထားရမယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့အဓိကဒါပြောဆိုခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်တော့ twin tat အနေနဲ့ဒါတတိထားပြီးတော့မှကစားနေတဲ့အနေထားမျိုးတွေကျွန်တော်ရှိနေတယ်ဆိုပေမဲ့လည်းဒီ hacket မှာကျွန်တော် အတူတပြည့်ဒီ round 2မှာဆိုရင်သူ့အနေနဲ့ဒါတော်တော်လေးကိုအထီးခံထားရတာမျိုးကျွန်တော်တွေ့မြင်နေရတယ်ဗျလိုကက်ထပ်ပြီးကန်ထားတယ်ကျွလက်ပြီးပြန်ဖြန့်ပြနေတယ်ဗျလက်ကိုအဲ့တော့ dwelling tech ကပြောမယ်ဆိုရင်တော့ဒါလက်ရည်ကတော့ကျွန်တော်မစိုးဘူးလို့ကျွန်တော်ပြောလို့ရပြီမဲ့လဲ အခုတခေါက်သူရှင်းပြန်ထိုးတက်နေတဲ့ time fighter ကတော့ဒါဒီတိုက်ကွက်အရာဒီကစားပုံအရာကျော်ပူပြီးတည်ငိမ့်နေဒါရှင်းကြည့်လိုက်မယ်ဆိုတော့ twinning ထက်ထက်ကျွန်တော်တို့ဒီ niche နဲ့ပိုင်းမှာကျွန်တော်တာနေတာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်ဗျအခုဒါ round 3ကိုကျွန်တော်ရောက်ရှိလာပြီပဲဖြစ်ပါလေ။အိုး spinning back fit လေးထုတ်တုံးလာတာမျိုးတွေ့ရတယ်ဗျ။ ဘော်ဒီကထပ်ပြီးကန်ခံထားရတယ်။ရွတ်တွင်းလင်းထက်အနေနဲ့ဒီတတိယချီမှာစပြီးဖိအားပေးပြီးတော့ဒါဘီလက်ဖ်ဟန်ဒီအထူးသဖြင့်ဟက်ကက်တွေကျွန်တော်ကန်လာတာမျိုးကျွန်တော်တွေ့မြင်နေရတယ်ဖရန်ကစ်ထပ်ပြီးတော့ကန်ထားတယ်ဗျာ။ဝိုးတိုင်းဖိုက်တိုင်းဟက်ကက်တစ်ချက်ကန်ခံထားရတယ်။ ။ဟိုးပြန်ပြီးတော့မှဘီလဖန်တစ်ချက်အထိခံထားရတယ်ဗျ။ဘရာဇီးအနေနဲ့နီးကပ်။ဒါဖူလင်တက်ကိုဖိအားပေးပြီးတော့မှအဆုံးတတ်ဖို့ကြိုးစားနေတာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်။ဟိုးစပင်ဗက်ဖစ်ပြန်ပြီးတော့မှတုံးလာတယ်။အိုးဟက်ကပြန်ကန်ခံထားရတယ်ဗျ။ကျိုးဒီနင်းချီတွေကန်ခံထားရတယ် တွင်လင်းထက်အနေနဲ့အနီးကကျွန်တော် bright hue တွေဝင်လာတာမျိုးကျွန်တော်တွေ့မြင်နေရတယ်။ဟာဒီ spinning back ကဒီကဲနေပြာကျွန်တော်ဒါမဲ့ ठी ချက်ပိုင်းမှာတော့ကျွန်တော်အနေငယ်ဒီလိုအပ်ချက်လေးတွေကျွန်တော်ရှိနေသေးတာမျိုးတွေ့ရတယ်။တွင်လင်းထက်ရဲ့ဒီကစားပုံကျွန်တော်ဒီကြည်တာနည်းနည်းကြာလာလေဒါဆူနီဦးနဲ့တူလန်တို့ခန်းစားရလေဗျာဆူနီဦးကတော့ဒါခြေကန်ချက်တိတ်မထွက်ဘူးဆိုပေမဲ့ဒီ ဒီထိုးချက်တွေကိုကြည့်မယ်ဆိုရင်တော့ဒါ twinning tech ကလည်းဒါ sony u နဲ့တူနေတာမျိုးသတိထားမိတယ်ဘီလက်ဖန်ဝင်နေမြတ်အပြောရမယ်ဆိုရင်တော့ဒါတပတ်ကဒီ thai ကဘရာဇီးဆိုတဲ့ fighter ကဒီကစားပုံရပြောမယ်ဆိုရင်တော့ဒါဒီငြိမ်မှုရှိတယ်သူ့အနေနဲ့တပတ်ကကောင်တာကိုလည်းဒါတေချာလေးကိုဒါဂယူဆိုင်ပြီးတော့မှ ဒီအချောင်ရှားပုံစံမျိုးနဲ့ဒါရှင်ပြန်ကစားသွားတာမျိုးတွေ့ရတယ်ဗျဒါအမှန်ရယူမှုစနစ်နဲ့အိုးဘယ်လက်ဖန်တစ်ချက်မဆင်ရေတွက်ခံလိုက်ရတယ်ဗျဆိုရင်ရတဲ့အနေထားမျိုးရှိနေတယ်ဗျသူနင်းထက်အနေနဲ့ဘရာဇီးအနေနဲ့ဆက်တိုက်ကျွန်တော်ဖီအား ပေးပြီဗျ right hook တွေ left hook တွေပြစ်ကျွေးထားတယ်ဗျ spinning buffet ပြန်ပြီးတုံးလာတယ်သူလင်းထက်အမီနဲ့ oh my god ဘယ် right hook တွေဆက်တိုက်ကျွေးထားတယ်ဗျ time fighter နဲ့ထပ်ပြီးတော့တောင်ရိုက်ထားတယ် oh my god ဖတ်တော့ in slow ကကျွန်တော်တို့ဒီဆွမ်းဆောင်ရပြောမယ်ဆိုတော့ high fighter ကကျွန်တော်တို့ twin tap တဲ့ ဒီအနေငယ်အသာစီးပုံစံမျိုးနဲ့ရှင်ပြန်ကစားသွားနိုင်ခဲ့တာမျိုးကျွန်တော်တွေ့မြင်နေရတယ်ဗျ။ Okay ပွဲစဉ်ကတော့ကျွန်တော်ပြီးဆုံးသွားပြီဗျ။ဒါပရိသတ်တွေရောကျွန်တော်ဒီပွဲစဉ်ကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာတော့ဒီလိုကီမီယူဆချက်တွေရှိတယ်လေကျွန်တော်အောက်ကခွန်မှတ်မှာလေဒါဝင်အောင်ဆွေးနွေးတော့ပြလို့ရပါတယ်။အစုံအထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မို့အားလုံးကိုဒူပင်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။